ပေးတယ်ဆူလဲဆူတာပေါ့နော်အားလဲအားပေးသလိုအားလဲအားပေးသလိုမဆူလဲဆူဖြစ်တယ်အဘောဆောင်ကောင်းစေချင်တယ်ကျင်းလို့လို့သိတာပေးနေငါကျင်းအောင်မင်းရောက်တော့မရတဲ့ဝေစာရွေးချယ်တာလေးတွေဝရိယအားကောင်းမှု မြင်မြန်ရှူတေကိုအချိန်မီရောက်ဖို့ဒါလေးရတော့အများနဲ့တွန်းပစ်တာပေါ့ style လေးပေါ့နော် style လေးအခုလိုကျိုးစားနေတဲ့အချိန်မှာလည်းကျွန်တော်အချိန်ငယ်လေးပေးပြီးတော့အနောက်ကနေပြီးတော့ကောင်းကျိုးဆိုးရင်းတွေကိုပြပြပေးရကျွန်တော်ကတော့လည်းကျေးဇူးတင်ပါတယ် လူကြားလေးအယောက်100မှာ99ရောက်ကလူချင်းနဲ့ပလေးရှင်းရှင်းမျိုးလိုထင်ပါဘောနော်သူနဲ့တွေ့ရခါကျတော့မှတတော်ကိုပို့ပြီးတော့ငယ်ဘွားပြန်ရသွားသလိုပဲအရန်ကြောက်ရပါတယ်။ကောင်းလေးရနုပြိုစေတူပြောတာ။ဘာပါကျွန်တော်နာမည်ကတော့လင်းဖို့ဖြစ်ပါတယ်ခင်ဗျာ။အာဒါကျွန်တော်တို့ရဲ့ Super Star Academy မှာကျွန်တော်ဒါ casting video လဲအားလုံးမြင်ကြမယ်လို့ထင်ပါတယ်။ဒါတော့အကောင်းဆုံးစူးစမ်းပြီးတော့ 調査ပြီးတော့ကျွန်တော်ရဲ့調査မှုကိုလည်းဒါအတိမတ်ပြုပြီးတော့ခေါ်သွားပေးရတဲ့လူမင်းချင်းတိုင်းလူကြီးမင်း၃ယောက်လုံးကိုရောဒါ Super Star Academy ရဲ့တာဝန်ရှိတဲ့သူတွေကတော့ကျေးဇူးတင်ပါတယ်။အဲ့ဒီအတွက်လည်းကျွန်တော်အများကြီးရင်ခုန်နေပါတယ်။အာဘာလို့ပြောဒီပွဲလောက်တဲ့အချိန်မှာသူဝင်ပြိုင်နေပါပွားပါမလားဆိုတော့စိတ်ရင်စိတ်တွေအများကြီးဖြစ်ခဲ့။ဘာလို့ဆိုတော့ အများကြီးပဲเนาะလူပနေရတရားကြောက်အောင်200ကြောက်လားမသိဘူးအဲ့ထဲကမှသူပါသွားတယ်ဆိုတဲ့ခါကျတော့လေအရန်ဝမ်းသာပါဘောเนาะအာဘာပြောဟိုတကယ်ကျတော့ဟိုအရန်စိုးရိမ်နေသူကောင်းလားမကောင်းလားမကြတော့မသိဘူးလေပါသွားတဲ့ချိန်ကျတော့ပြီးတော့ဟိုဘက်ကလည်းညီမလေးကမအေးဒီနေ့အဆင်ပြေရလေးတွေ့လိုက်တယ်ဆိုတော့ဩလားဆိုတော့ဝမ်းသာတာပေါ့နော်ပါသွားတော့လေအခု အာရှိုးလိုက်ကနေပြီးတော့သူ သူပြိုင်မွဲဝင်ထားတဲ့ဥစ္စာလေးတင်လာတော့လဲအမူအရာလေးလည်းအဆင်ပြေတော့လဲမစိုးဘူးပေါ့နော် အဲဘာဒီတက်ဆက်ကြိုးစားဖို့ပဲပြောဖြစ်တာပေါ့အမအပွင့်လင်းဆုံးပြောရင်ကောင်းတာလည်းပြောတယ်မကောင်းတဲ့ဥစ္စာကိုလည်းပြပြနဲ့နဲ့ပြောတာဖြစ်တဲ့အတွက်ဘာလို့ဆိုအဲ့လိုပြောမှလည်းသူတို့ကသိမှာလေဆိုတော့ဟိုအမကတော့တရုပ်ဆောင်တာအရန်ကြွဲချင်လို့ရတော့မဟုတ်ဘူးဒါပေမဲ့ဟိုကိုရုပ်ရှင်ကြည့်တတ်တယ်လို့အာတရုပ်ဆောင်တွေရဲ့ဟိုတရုပ်ဆောင်တွေအများကြီးကိုလည်းကြုံမှုရဲ့ခါကြတော့ဘယ်နာမှအားနေဆက်ရှိရဲ့ဘယ်နာလေးကတော့ကောင်းတယ် ဘာလေးချက်လို့ကောင်းတယ်ဆိုတော့အကြံဉာဏ်ပေးဖြစ်တာပေါ့ဟုတ်တာမမကနေပြီးတော့ဒီကတ်စင်ရှိရဆိုတာလည်းပြောရဲကျွန်တော်ကအစကလည်းတွေ့ရပါတော့ဒီကတ်စင်ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်ကတ်စင်တိုင်းဝင်ပြိုင်တယ်အာကျွန်တော်ပြိုင်တဲ့ကတ်စင်တွေမှာများလို့လို့မတော်မမမီတော့အဲ့လိုအများကြီးရဲရမှကျွန်တော်ဒါအများကြီးစူးစမ်းခဲ့တဲ့အရာတွေတည်းကဒါတခုအရာထင်သွားတယ်ဆိုတော့အရန်ကြော်ရပါတယ်။ဒီနောက်ကအားလဲပေးတယ်၊စုလဲစုတာပါတော့။အားလဲအားပေးတယ်လို့ အားလဲအားပေးသလိုမဆုလဲဆုဖြစ်တယ်။အဲဘာလို့ဆိုကောင်းစေချင်တယ်။အဲဆုရဲဆိုတာထက်ဆင်ခြင်ရမယ့်ဟာလေးပို့စူးစားတဲ့ဟာလေးတွေသူ့ရောပို့ပြောပြဖြစ်တာပေါ့။တဖြည်းဖြည်းနဲ့အရင်ထက်ဆိုင်တော့မှပို့ပြီးတော့သူ့အားရလာတယ်။အဲအရင်ထက်ဆိုင်သဘာဝပို့ကြလာတယ်။အရင်တော့ကျတော့သူ့မှာအဲ့လိုသူ့အားနေချက်လို့ထင်တဲ့ဥစ္စာမှပဲဟိုတခါကျရင်သူဗဇက်ကိုထိန်းပြောရမျိုးရှိရဲ့။အဲ့လိုမျိုးပေါ့နော်။သူဒီဒီဗဇက်ကလေးဖြစ်တဲ့ဥစ္စာကိုထိန်းပြောရမျိုးရှိရဲ့။အမကပြောတယ်သဘာဝအတိုင်းပဲနေသဘာဝအတိုင်းပဲနေ တမာဝနဲ့အနီးဆက်ဆုံးနေနိုင်တဲ့သူတွေကတရုတ်ဆောင်ကောင်းလေးဖြစ်ကြရပါတော့အဲ့ဒါဆိုရင်သူခုနပိုင်းဆိုအဲ့လိုတိတ်ထိမ့်မပြောတော့အဲ့ဒါထိမ့်မပြောတော့အရင်သက်ဆိုင်တော့ပုံကောင်းလာတယ်လို့ခံစားရတယ် ွားတွေလည်းအခုစဆွဲနေပြီပေါ့နော်မေယိုးတွေလည်းစပြင်နေပြီပေါ့ပူဒင်းဆိုတော့မမတော့အချမ်းညာပဲပြင်ပစ်တာပေါ့လေဟိုအလားလေးနည်းနည်းပါးပါးပြင်ပစ်တယ်ပြင်ပေးပစ်တယ်ပေါ့အများတော့မလုပ်ဖြစ်ပါဘူးသူတော်တော်များရှူတင်ကသူ့မှသူဒီတိုင်းပဲသွားရများတယ်စပင်လောက်တာလေးပါလေမှတင့်မေးထားတယ်ဟိုပါတစ်ချိန်လုံးမိတ်ကဆရာတွေဒီဥစ္စာဟဲဆိုင်တွေအာမကူနဲ့ကိုကိုရိုင်လုံနိုင်တဲ့အခါကျရင်ပိုပြီးခီးတွင်တယ်ပေါ့နော်အဲ့ဒါဆိုတော့သူ့အဲ့ဒါလေးတော့အာနည်းနည်းပါးပါးလောက်တက်အောင်တော့တင်ပေးပစ်တယ်ပေါ့အရေးကြီးရဲ့အရေးကြီးရဲ့ဟာလေးတော့ ော့မမလုပ်ပေးဖြစ်တယ်ပေါ့နော်ကိုရီလုတ်တလောက်တော့သူတို့မကောင်းပေမဲ့ဟိုဟိုတည့်ရမလားတခါကြာမိကက်ဆရာမရောက်လာသေးရာတော့ဟဲဆာလေးမရောက်လာသေးတော့ကိုနောက်ကျနေရမျိုးမဖြစ်အောင်တော့မမတချို့ဟာလေးပေါ့နော်အဲ့ဒါလေးเออตุ้นๆไตๆတော့လှုပ်ပေးဖြစ်တယ်ဖြင့်ဝစ်စာရွေးချယ်တာလေးတွေဝရိယအားကောင်းမှုမြင်မြန်ရှူတေကိုအချိန်မီရောက်ဖို့ဒါလေးရတော့အများနဲ့တွန်းပစ်တာပေါ့ style လေးပေါ့เนาะ style လေးဒါဆိုလဲဟမ်အဲဒီနေ့ဆိုလဲမမတို့ဟို တွေးပြီးရွေးထားပါဝတ်စုံနေရောပါရောအဓိကတော့သူကြိုက်တာဝတ်တာပါအမကတော့နည်းနည်းလေးချိန်မေးရောပါအဲ့ fashion ဆိုလို့ရှိရင်လည်းကျွန်တော် taste ဖြစ်တဲ့ပုံစံမျိုးပဲကျွန်တော် type ကိုကျွန်တော်ဝတ်တာမျိုးပဲကြိုက်တယ်အဲ့လိုပွဲပါရေဆိုလို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောရမလဲအဲ့လို suit တွေပါဝတ်တာကိုကျွန်တော်တိတ်ပြီးတော့အဲ့လိုမျိုးမကြိုက်ဘူးဆိုတော့လေအော်ဘာလဲဒီကဲဆန်တဲ့ fashion မျိုးပဲလူကြားလေးအယောက်တရာမှာ69ရောက်လောက်ကလူချင်းနဲ့ ပလေရှင်းရှင်းလို့တော့ထင်ပါတော့เนาะသူပျော်စရာလည်းရှိရင်လည်းအတူတူပျော်ကြတယ်နှစ်ယောက်သားဘယ်လိုပွဲတောက်စရာရှိတယ်အတူတူတောက်ကြတယ်အဲ့လိုမျိုးပေါ့သူနဲ့တွေ့ရခါကျတော့အမတော်တော်ပို့ပြီးတော့ ငယ်ဘဝပြန်ရသွားသလိုပဲအရင်ကြောက်ရပါတယ်။ကောင်းလေးတွေကနုပြစေတူပြောတာ။အာဘာပြောအာမတို့ချစ်ချစ်ပေးကြတဲ့ချစ်ပေးကြတဲ့ဒုတိယချစ်စီကိုကျေးဇူးတင်ပါတယ်။အာအမြင်မသိတော့ဘူးအာကြည်ရတာအဆင်ပြေဘူးထင်တဲ့လူတွေအားလုံးလည်းအာကြော်သွားလိုက်ပါမဆဲပါနဲ့လို့ပဲပြောချင်ပါတယ်ရှင်။